မာစီဆိုတော့ဘုရားကြီးလင်္ကာလေးရေးထားတာရှိတယ်ဆိုတော့ဘုရားကြီးကဘလို့ရေးပြတာတော့ပေါ်တိုင်းမပြတ်ရှုမှတ်နေရင်ယုံနာနှမျိုးအကြောင်းကျိုးသိမြင်မမြဲခြင်းရဲ့ဉာဏ်လဲပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်ရှစ်လုံးဘွယ်လင်္ကာလေးဆိုလို့ကလည်းကောင်းလိုက်တာနော်ဖြစ်တိုင်းမပြတ်ရှုမှတ်နေရင်ဆိုလို့ရတော့သူကပေါ်တိုင်းမပြတ်ရှုမှတ်နေရင်လို့ရေးအကြောင်းအားလျော်စွာယုတ်တိယုတ်သဘာဝနံသဘာဝတွေကဖြစ်ပေါ်ဖြစ်ပေါ်လာတယ် အဓိကကတော့ဖြစ်ပေါ်လာတဲ့သဘောဆိုကြီးကတော့ပေါ်တိုင်းမပြတ်လို့ရေးတယ်ဟုတ်လားအဲ့ဒီပေါ်လာတဲ့သဘာဝတွေကိုဘုန်းတော်ဘာတို့အမြဲတမ်းတတိကလေးနဲ့ရှုမှတ်နေတယ်လို့သုံးတယ်နော်ရှုတယ်ဆိုတာဘာတို့ကြည်တာအတိအမှတ်ပြုနေတာပေါ့ဒါလေးဖြစ်လာတယ်ဒါလေးဖြစ်လာတယ်ဟုတ်လားဖြစ်လာတဲ့သဘာဝကိုဖြစ်လာတဲ့အတိုင်းလေးမလုပ်တာတော့အတိအမှတ်ပြုပြီးတော့နေတယ်ဒါနားလေရမှာနော်ဒီဥစ္စာပေါ့ပေါ်တိုင်းမပြတ်ရှုမှတ်နေလျင် အဲ့လိုနေမယ်ဆိုရင်ယုံနာနှစ်မျိုးကြောင်းကျိုးသိမြင်ဟောဘုံဘုံပြောတဲ့အစီအစဉ်လေးပဲပထမပါသိမှာနော်ယုတ်တိနံနေဖောက်ပြန်တဲ့တဘာဝအာယုံကိုတည်တတ်တဲ့တဘာဝပုဂ္ဂိုလ်တ attva မဟုတ်တဘာဝတရားတက်တက်ဖြစ်နေတာလို့သိတယ်ယုံနံယုံနံနှစ်မျိုးပြီးတော့ပါတော့ကြောင်းကျိုးသိမြင်အကြောင်းကျိုးတဘာဝတွေငါဖြစ်ခြင်းနဲ့လည်းဖြစ်ရင်မဖြစ်မယ်ငါမဖြစ်ခြင်းလည်းဖြစ်ခြင်းဖြစ်မယ်ဒီဖြစ်နေတဲ့တဘာဝတရားတွေဟာငါဖြစ်ခြင်းတာမဖြစ်ခြင်းတာပေါ်မှာငါဆန္ဒပေါ်မှာမူတည်နေတာမဟုတ်ဘူးလို့နားလည်မယ်ပေါ့နော် ကြောင်ကျိုးသိမြင်ရဲ့ဆွမ်းရည်တက်တည်လေးကိုအဲ့လိုလေးလဲမြင်စီခြင်းလားဟုတ်လားပေါ်တိုင်းမပြတ်ရှုမှတ်နေတဲ့ယုံနဲ့နှမျိုးကြောင်ကျိုးသိမြင်မမြဲဆင်းရဲညံတဲ့ပေါ်တွေအော်တောက်လျှောက်ပြောက်လိုက်နေတယ်နောက်ထပ်အစ်စ်ဖြစ်တယ်တောက်လျှောက်ပဲအစ်စ်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 နဲ့သွားနေတာဘယ်ဟာကိုငါကဒါကိုငါဟာဒါကိုငါဥစ္စာလို့ဆုပ်ကန်ရမှာတော့နားလည်လာတယ်ဆွလန်းဥပါဒအများကြီးနည်းနိုင်တယ်ဟုတ်လားကိုယ့်ရဲ့ညံထဲမှာအလုံးကိုထင်ရှားနေတယ် သူများပြောလို့လက်ခံရတာမဟုတ်ဘူးညံထဲမှာအလိုလိုကိုသိနေတယ်မတည်မြဲတဲ့သဘာဝတွေမကောင်းတဲ့သဘာဝတွေဆင်းရဲတယ်ဆိုတာကိုမကောင်းဘူးလို့အတိပဲဖော်စေချင်တယ်ဟုတ်လားမမြဲဆင်းရဲညံထဲပေါ်တယ်အနတ္တသိရနိဗ္ဗာန်ဝင်အော်အတ္တသဘောမဟုတ်ပါလားသဘာဝတရားပါလားလို့ဒုက္ခသစ္စာရဲ့သဘောကိုပိုင်ပိုင်နိုင်နိုင်သိအနတ္တသဘောကိုပိုင်ပိုင်နိုင်နိုင်သိသွားပြီဆိုရင်နော်ဒီမကောင်းတဲ့သဘာဝဒုက္ခသစ္စာရဲ့အပေါ်မှာ တွေ့တာမဲ့မောတယ်ဆိုတဲ့ကိလေသာတရားတွေကသူ့အဆင့်နဲ့သူနော်ငြိမ့်သွားတယ်ချုပ်သွားတယ်အဲ့လိုဆိုလို့ရှိရင်သူဟာအငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်မဉဏ်ရမယ်လို့ပြောတာနော်လောက်ကောင်းနော်နော်ပေါ်တိုင်းမပြတ်ရှုမှတ်နေလေရုံဏနှမျိုးကြောင်းကျိုးသိမြင်မမြဲစင်းရဲ့ဉာဏ်နဲ့ပေါ်တွင်အနတ္တတရားနိဗ္ဗာန်ဝင်တဲ့အဲ့ဒါကိုလှုပ်ရမယ့်လုပ်ငန်းစဉ်နဲ့အကျိုးရလက်ကို နော်လင်္ကာလေးတစ်ပုတ်သေးနဲ့ရှစ်လုံးဘွဲကဗျာလေးတစ်ပုတ်သေးနဲ့ပြည့်စုံအောင်ရေးထားတယ်လို့ဆိုနိုင်မလားဆိုနိုင်တယ်ဟုတ်လား